အားလုံးပဲမင်္ဂလာပါရှင်ဖူဖူ audio book channel မှာကြိုဆိုလိုက်ပါတယ်ရှင်အခုတခါဖတ်ပြပေးမယ်ဝိတုဇလန်လေးကတော့ဆီယာမကျူရေးသားထားတယ်ချစ်သူဤသမီးဆိုတဲ့ဝိတုဇလန်လေးပဲဖြစ်ပါတယ်ရှင်ဆီယာမကျူအားယခုဝိတုဇလန်လေးကိုဖတ်ပြတင်ဆက်ခွင့်ပြုပါရန်ရိုသေလေးမြတ်စွာပန်ကြားအပ်ပါတယ်ရှင်ချစ်သူဤသမီး သူ့ကိုကျမစပြီးမြင်ဘူးသေးကလူနာကလေးမလေးတယောက်ဖြစ်ပါကျမအိမ်နေဘေးချင်းကလေးအိမ်ကပညာရေးပေါ်တာဆောင်တစ်ခုဖြစ်သည်ပေါ်တာဆောင်ဆိုတော့ယောက်ျားလေးတွေရောမိန်းကလေးတွေရောကိုခြံဝင်းထဲမှာဖြက်ကနေဖြက်ကနေမြင်တွေ့နေကြစာတင်တန်တွေစာရွက်တန်တွေကိုကြားနေကြဖြစ်သည်စီကံကြည့်တော့ဘော်ဒါဆောင်ဖြစ်သဖြင့် ရီမောစနောက်တံများကိုတော့မကြခဏကြာရတတ်သည်မဟုတ်ပေ။အဲ့ဒီခြံဝင်းပတ်မှာရီစံကိုကြက်ကြဲလောင်လောင်ကြာရပြီဆိုလျင်အဲ့ဒါစာတင်ချိန်တစ်ခုမှပဲဖြစ်၏။ဇီဝဗေဒာစာတင်ချိန်မှာရီမောတံများကြာရခြင်းဖြစ်သည်ဟုဘောဓာဆောင်ကိုဦးစီးသူအမျိုးသမီးကကျမအားရှင်းပြဘူးသည်။ကျမအံ့ဩရပါသည်။ဇီဝဗေဒာဤ 6ရက်10ရက်တင်ကန်းစာများကိုကျမအားတင်ကြားပေးခဲ့သောဆီယာမာကြီးထော်နယ်တွင်အားတတိယအောင်မီရင်ကျမတို့စာတင်ချိန်မှာဘဏ္ဍခပြုံးရီခဲရလို့လည်းဟုစဉ်းစားကြည့်မိသည်ထို့အတူပြုံးရီဆီယာမပါသောဘာသာရက်တစ်ခုကိုចောင်းသားတွေတဝါဝါရီမောရအောင်တင်ကြားချက်မှာဆရာဤချီကျူးထိုက်သောအရေးအချင်းဖြစ်လေမလားဟု တန်နေရဝင်ခဲ့ရပါသည်။ဘာပဲဖြစ်ဖြစ်ဤဘော်ဒါဆောင်သည်နာမည်တော့တော်တော်ကြီးပါသည်။အောင်ကြကောင်းသည်အစင်မြင့်တက္ကသိုလ်များသို့ ဝင်သည့်ចောင်းသားចောင်းသူတွေများသည်။စသည့်တည်င်းစကားများကိုကျမဤလူနာများထံမှ ကြားရလေရှိသည်။ဤဘော်ဒါဆောင်မှခလေးများနေမကောင်းလျင်ကျမပဲစေကူတာပေးရ၏အများအားဖြင့်တော့ စီရန်တို့လာကြသည်တခါတရံသာဘောဓာဆောင်ချီလိုက်သွားရတတ်သည်ဘောဓာဆောင်ကမှကျမသွားရပြီဆိုလျင်တော့လူနာကိုကုသပေးပြီးသည်နောက်ကြံသည့်ចောင်းသားចောင်းသူများကိုကြုံရင်ကြုံသလိုចမ်းမာရေးပညာအသည့်တချို့ကိုပြောပြပေးခဲ့သည်ကကျမ၏အကျင့်တကူဖြစ်နေသည်စင်းလေးကိုဘာကြောင့်ရှောင်တင်တယ်လဲဆိုသည့်အကြောင်းအရာမျိုး မျိုးပွားချင်းဆိုင်ရာ ကျမ်းမာရေးဘုသူတာဘာကြောင့်လိုအပ်သလဲဘယ်အတိုင်းသာသည့်တည်ထားတင်သလဲဆိုသည့်အကြောင်းအရာမျိုး HIV AIDS နှင့်ပတ်သက်ပြီးလူငယ်တွေကြုံတွေ့နိုင်သည့်အဖြစ်အပျက်နှင့်ရလတ်များဆိုသည့်အကြောင်းအရာမျိုးတွေဖြစ်တတ်သည်သို့သောထိုတရက်ကတော့ကျမပြောနေကြစကားဝိုင်းကိုပြတ်ကွက်သွားခဲ့၏သူကိုစေကူတာပေးပြီးသည့်နောက်မှာ ကျမဤစိတ်အာရုံများလွတ်လပ်မှုမရှိဘဲဒုစုံတရားနှင့်နှောင်ဖွဲ့တင်းကျပ်မိသွားသောကြောင့်ချက်သည် သူကိုကျမတကားမြတတိမထားမိခဲ့ မမင်ဘူးခဲ့တာတေချာသည်သို့သောကျမမြင်ဘူးနေသလိုရင်းရင်းနီးနီးကိုမှတ်မိနေသည်မှလည်းတေချာသည်တောက်ပရှင်လေသောမျက်ဝန်းနှံများမဲနှက်ပြီးမျက်လုံးနှင့်ဝေးဝေးမြင့်မြင့်မြခုံများ သေးသွေချုံများသည့်နှာတန်းစင်းစင်းနောက်ပြီးလုံးဝသောညနေကြမှာသွေချုံသောမေးစီသမီးကိုတနေရရမှာမြင်မှုသလိုပဲသမီးမော်ရယ်များလှုပ်သလားတဝက်တစ်ပြက်စနောက်သောစကားဖြင့်ငုံမဲနေသောကလေးမကိုမေးမိသည်သူကမပြေပါကျမဤပစ္စည်းကရိယာများကိုသာအသေးအတန်ဂီယူဆိုင်ကြည့်လျက် သူ့ကိုနာကျင်အောင်လှုပ်တော့မှာကိုစိုးရင်ကြောက်ကြနေဟန်ရှိ၏စီမထိုးကျင်ဘူးသူကညည့်ရီဆွတ်ဆွတ်သောညဝန်းများဖြင့်ကျမအားစိမ့်စိမ့်ကြည့်ကညင်းဆိုပါသည်ကိခိုင်းဆီယာမကိုအတ်တလုံးမစိုးနဲ့လေဆီယာမကတမိနေကောင်းအောင်ကုပေးမှာဘောဓာဆောင်အုတ်ချုပ်သူအမျိုးသမီးကဖြောင်းဖြာသည်တမီးကအဖျားသိကြည့်ပြီး ခေါင်းကိုက်လို့ငိုနေရတာမို့ချက်ချင်းတတ်တအောင်စီထိုးမှကောင်းမယ်လေ။ကျမအပြုံးဖြစ်ချော်မော်မိ၏။ဟင်အင်းမထိုးရဘူး။ကောင်းပြီ။တမီးမထိုးကြရင်အန်တီမထိုးဘူး။ဒါပေမဲ့အဖျားနဲ့ခေါင်းကိုက်မြင်မြန်ကြအောင်တခြားနီလန်တစ်ခုနဲ့တော့တမီးကိုယ်တည်းစီရအောင်လုပ်ရလိမ့်မယ်။ကျမကတခြားကလေးတွေမကြားရအောင်သူ့နာနာကိုကပ်ပြီး ပါရာစီတမောဆေးတောက်လေးတစ်ခုသူ့ကိုယ်ထဲသို့ဘယ်နည်းဖြင့်ထည့်ပေးနိုင်သည်ဆိုတာရှင်းပြလိုက်သည်ထိုအခါသူ့မျက်နှာလေးပန်းသွေးရောင်ရဲသွား၏ဟင့်အင်းဟင့်အင်းဆယ်တန်းចောင်းသူမာလေးသည်ထိုနည်းကိုအသေးအတန်ညင်းပြန်ပါသည်ဒါဖြင့်တမီရွေလေးဆီယာမဘယ်နည်းနဲ့တမီအဖျားမြင်မြန်ကြအောင်လုတ်ပေးစေခြင်းတည်းလေ ခလေးမှခဏတွေ့ဝေးသွားသည် နောက်တော့မှမပွင့်တပွင့်အတန်ဖြင့်ခက်ဆဆပြောသည်တမီးကိုဖေဖေကလွဲလို့ဘသူမှစိတ်ထိုးပေးတာမခံရဘူးဘူးထိုစကားကြောင့်ကျမသူ့မျက်နှာလေးကိုဖြတ်ခနဲအသေးချငုတ်ကြည့်မိ၏သူ့အဖေကဆရာဝင်လားဒါဖြင့်ဖျားကြီးသူ့အဖေကဆရာဝင်ပဲဆရာမရဲ့ ဘောဓာဆောင်အုတ်ချုပ်သူအမျိုးသမီးကကျမအားရှင်းပြသည်ကျမကလေးမကိုကြည့်ရင်ဘယ်သူသမီးဖြစ်နိုင်သည်ဆိုတာတွေးမိသွားပါသည်သမီးအဖေကပင်လောင်းကများလားဟုတ်တယ်ကလေးမဤမျက်ဝန်းများလင်းလက်သွား၏ဖဖေကိုတိလာရင်တိသလားကျမရင်ထဲမှာထိတ်ခနဲခုံသွားသည်တိသလားတဲ့ကျမ ကျုံလိုက်ပါသည်တိတာပေါ့တမီးဖေဖေနဲ့အန်တီနဲ့ကဒဒန်းနဲ့ကြောက်တက်ခဲ့တဲ့အတန်းပေါ်တငယ်ချင်းတွေလေတဲခင်တာပေါ့တမီးအိမ်ပြန်တဲ့အခါအန်တီဆီယာမအကြောင်းတမီးပြောပြလိုက်ပေါ့သူ့အဖေနဲ့ဒဒန်းနဲ့သာဆရာဝန်ဟုတည်သွားရုံဖြင့်ကျမအပေါ်သူအားကိုးသွားလည်သလားမသိသူအားမနာအောင်စိတ်ထိုးပေးရန်ဟူသော ချင်းချက်ဖြင့်စေးထုတ်ခွင့်ပေးလိုက်သည်ထိုနေ့ကကျမအိမ်သို့ချက်ချင်းပြန်သွားခဲ့မိပါသည်သူသည်စာတော်သောကလေးမတစ်ယောက်ဖြစ်သည်မှန်၏တို့တော့တော်တော်စိတ်မြန်ပြီတော်တော်ရှမ်းသောကလေးတစ်ယောက်လည်းဖြစ်သည်သူလေးကျန်ကန်စာအုပ်အဖြစ်များကိုကျမတောင်းယူကြည့်သည့်အခါပေါ်စာသောအမှားတူတူလေးများကိုတတိထားမိသည်မိကုံးတစ်ခုခုကို သူ့အားမေးလိုက်လျင်အဖေကိုတခုတည်းဘယ်တော့မှမရကြံပထမအဖေပြီးသည့်နောက်ကျမဤမျက်နှာချမပြောင်းလဲသည်ကိုတတိချမိလျင်ဒုတိယအဖေကိုပြောင်းလဲပေးတတ်သည်ဟင်မဟုတ်ဘူးမဟုတ်ဘူးပိုတက်စီယံပါမင်းကတဲ့ဆိုတော့အဖေမျိုးဖြစ်သည်တကယ်တော့သူ့ပထမအဖေကအမှန်ဒုတိယအဖေကအမှား သူမှာကိုကိုကိုယုံကြည်မှုနည်းသည်ဟုကျမမှတ်ချက်ချမိသည်သူထမင်းမစားချင်ဘူးဆိုလျင်ကျမကအိမ်မှာတခုခုလုပ်ပြီးသူ့ကိုသွားပို့ပေးရန်ဖုံးဆက်ပြီးမေးမိသည့်အခါမျိုးတွေရှိသည်သမီးကေခိုင်ချီဟိုတောက်ချင်သလားဖတ်တုတ်ပေါင်းတောက်ချင်သလားဟူသောမိကွန်အကျော်ပထမအဖြေကိုချက်ချင်းရ၏ချီဟိုတောက်ချင်တဲ့အန်သည်ထို့နောက် 20စက္ကန့်အတွင်းဒုတိယအဖြေကို ပြောင်းပေးပြန်၏ဟင်မဟုတ်ဘူးမဟုတ်ဘူးဖတ်ထုတ်ပဲတောက်ချင်တယ်ကျမက အနေငယ်မျက်မှောင်ကြုံမိရာကလေးလေးနက်နက်လေးတန်ပြက်မီမီ၏တမီးသိကြတယ်နော်ဖတ်ထုတ်တောက်ချင်တာဟုတ်ရဲ့လားထိုအခါသူသည်20စက္ကန့်လောက်အတွင်းချက်ချင်းပင်ပထမအဖြေစီပြန်ရောက်သွားပြန်၏ဂျီအိုပဲတောက်ပါတော့မယ်အန်တီ ူဘာဖြစ်လို့တခုခုပေါ်မှာစိတ်မပြတ်သားရတာလဲဘာကြောင့်လဲထိုခါမျိုးတွင်ကျမသည် သူ့အဖေကိုပြန်ပြီးတတိယအောင်မေသွားရတတ်ပါသည်ဒါအဖေဗီဇအငွေတော့မဟုတ်နိုင်ဘူးသူ့အဖေသည်ငယ်စဉ်ကတည်းကရွေးချယ်မှုတခုခုကို ပြုလုပ်ရန်ဘယ်တုန်းကမှနှောင့်နှေးတုံ့ဆုံမှုမရှိခဲ့ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချနိုင်ခဲ့သည့်ကြီးပင်ဖြစ်သည် သူ့ဘဝမှာမပြတ်သားခဲ့သည့်တခုတည်းသောပြဿနာမှာကျမဖြစ်သည်ကျမကိုသူ့ဘဝထဲခေါ်သွင်းရမလားထားရခဲ့ရမလားဆိုတာကိုတော့သူလာပေါင်းများစွာ တွေ့ဝေခဲ့ဘူးတာပေါ့သို့သောနောက်ဆုံးမှာတော့သူပြတ်သားခဲ့တာပါပဲကျမကို အခုချိန်ထိထီးကြံဘဝပေါ် တွေ့တာနှုတ်ဝင်ဆက်ဖြစ်စေလောက်အောင်ပင်သူပြတ်သားခဲ့ပါသည်ကျမသည်နောက်ပိုင်းတွင်အိမ်ပေါ်ကဝဒန္နာမှဟိုဘက်ခြံဝင်းစီသို့လှမ်းရှာကြည့်မိတက်လာသည်ညနေခင်းခဏအနာယူချိန်၌ခလေးတွေပန်းချံနေမှဟိုနေရာဆုစုဒီနေရာဆုစုစကားပြောတတ်သောကြောင့်ဖြစ်သည်အဲ့ဒီလိုညနေခြံအချိန်မျိုးမှာသူဘာလုပ်နေတတ်တယ်လဲဟု ကျမမေးကြည့်ဘူး၏အခန်းထဲမှာတချမ်းနာထောင်နေတာဟုဖြေပါသည်သူ့အဖေကသူ့အားလက်ချက်ဖြင့်နားထောင်ရသော walkman ကတ်ဆက်ကလေးတစ်ခုနှင့် cd ဓာတ်ပြားပွင့်ဆက်ကလေးတစ်ခုပေးလိုက်သည်ဂီတကိုအာယုံနှင့်ဝင်နိုင်တော့ကောင်းသည်တခြားအာယုံတွေနည်းသွားနိုင်တာပေါ့ဟုကျမမှတ်ချက်ချမိသည်သမီးဘယ်တဲ့ချင်းကိုကြိုက်တယ်လဲ ခလေးတွေကိုတွေ့တိုင်းအလင်းတန်တလို့မိကုံးတွင်မိသက်သည့်ဂျမသည်သူ့ကိုတော့တာမန်ချက်ပို့ခဲ့သည့်စိတ်ဝင်စားမှုဖြင့်ဆက်စုမေးမြန်းမိလေရှိပါသည်ဘစ်နီစပီယာကြိုက်တယ် M2M ကြိုက်တယ်ဘနက်စာကရန်ကြိုက်တယ်သူကညလုံးလေးတွေထောက်ကပ်စဉ်းစားရင်ဖြေလျင်ဂျမလှုပ်ကနေအာမေတိတ်တန်ဖြင့်ရီမောလိုက်မိဘူး၏အလိုပင်လောင်းသူလေးက အလာကြီးပါလားထိုခါသူအနှင်းငယ်နှက်ခမ်းဆူသွား၏ဖေဖေကသမီးကို ကြစ်ကြတဲ့ဂျိုတုစလောင်တပ်ပေးထားတာဥစ္စာသူ့ဖေကိုတော့သူတော်တော်ချစ်မြတ်လို့အားကိုးဟန်ရှိသည်ဘာစကားပဲဥတီပြောပြောထိုစကားလုံးနဲ့အတူသူ့အဖေပါသည်ဤကလေးမကို သူ့ဖေဘလောက်များချစ်လိုက်မလဲကျမတစ်ခါတစ်ခါသူ့ကိုငေးမော်ရင် မှန်စာကြည့်မိသည်သူနှင့်ရုံရည်စင်သူသော ကိုဝါသမီးငယ်လေးကို သူအသက်သမျှမျက်နှိုးတွေ့တာပဲလိမ့်မည်သူသမီးငယ်လေးကို မွေးဖွားပေးသော သူဇနီးကိုလည်းအထက်ထက်အကာကာကျေးဇူးတင်ရင်ချက်မြတ်လို့မဆုံးဖြစ်ရလိမ့်မည်သူသမီးငယ်လေးကိုဘဝမှာပါဖြစ်စေချင်ပါလေသူ့လိုပဲဆရာဝန်ဖြစ်စေချင်မှာပေါ့ဒါကြောင့်သာ မြို့သီးသီးလေးမှာသူနဲ့အတူရင်ခွင်မှာထားခွင့်ရပါလေရဲ့မြို့တော်ကြီးတို့ចောင်းအိတ်ကြောင်စာဘော်ဒါဆောင်လာထားခြင်းဖြစ်မှာပေါ့တမီးအသက်ကြီးလာရင်ဘာလုပ်ချင်တလဲမိမိစီဆရာဝန်လုပ်ချင်နေဟုဖြေပါသည်ဆရာဝန်ဘာလို့လုပ်ချင်တာလဲဟုထမေးမိ၏ထိုအခါဒုက္ခနာတွေ့ဝေသွားသည်ထို့နောက် ခက်ဆဆဖြစ်သည်ဖိဖိလိုဖြစ်ချင်လို့ဖိဖိလိုလူနာတွေနဲ့ကြည်နေရတာကိုသမီးကြိုက်တာလားဖိဖိသိပ်ပင်မန်းတာပဲကလေးမကအမှန်ကိုယခုမှစဉ်းစားမိသည်ညနေချားမျိုးဖြစ်စဉ်းစားဖြေပါသည်ဖိဖိကစေကန်းကိုတနင်းကနေပိတ်ချင်တယ်ဒါပေမဲ့ပြေလို့မရဘူးလို့ပြောတယ်ဟုတ်တယ်လေ လူနာဆိုတာနေမကောင်းဖြစ်တဲ့အချိန်မှာစိတ်ကုခံကျင်တာပေါ့ဆရာဝန်ဆိုတာလဲအဲ့ဒီလူနာတွေအတွက်အမြဲအစဉ်သက်ဖြစ်နေရတာပဲသူ့ကိုရှင်းပြသလိုနဲ့ကိုကိုကိုနှစ်သိမ့်ဖြောင်းပြမိပါသည်ဟုတ်တယ်နော်ဖေဖေကပြောတယ်လူတွေကိုဝေဒနာကနေတတအောင်လှုပ်ပေးရတာစဉ်းနှက်စရာကောင်းတယ်တဲ့သူဆရာဝန်ဖြစ်ချင်သည်ဟူသောဆန္ဒမှာ သူ့အဖေဤလွှမ်းမိုးခံရမှုကတော်တော်အေးပါတော့အကြောင်းဖြစ်ပါလိမ့်မည်။တမီမြို့မှာပဲနေပြီးကြောင်းတက်ရင်စီးတက်ကတူကိုတက်ခွင့်ရလအောင်အောင်မှတ်ကောင်းလိမ့်မယ်လို့မချင်လို့ဒီကိုလာတာလား။ကျမသူ့ကိုစစ်စစ်ပပမေးမိသည်။တမီမသိဘူး။ခလေးမကညလုံးကလေးဝိုင်းလေးရဲ့ကျမအားဇဝေဇဝါကြည်လာပါသည်။ ဖေဖေကပို့လို့လာတာလားဖေဖေကဒီကိုမပို့ကြမှာဘူးဖဖိုးကပို့လားကျမအနေငယ်အံ့ဩသွားသည်ဖဖိုးဆိုတာဖေဖေရဲ့အဖေဩကျမဘာမှမပြောနိုင်ဖေဖေနဲ့ဖဖိုးနဲ့စကားတွေများကြတည်တယ်ဒါပေမဲ့ဖေဖေကရှော့လိုက်ရတယ်ဒီတနှစ်ပဲထားမှာတဲ့တကယ်လို့ဖဖိုးချင်တလို့မဖြစ်လာရင် နောက်နှစ်တော့သမီးကိုဖဖေးစီမှာပဲချားမှာတဲ့။ဒါဖြင့်သမီးစာမေးပွဲကျသွားနိုင်တယ်လို့သမီးအဖေချင်နေတာလား။သူ့အနှဲငယ်ညနာညိုသွားသည်။အိမ်နဲ့ခွဲရရင်သမီးငိုနေလိမ့်မယ်လို့ဖဖေးကဖဖို့ကိုပြောတာပဲ။တကယ်ရောသမီးငိုနေတာပဲလား။ကျမမင်းမီတော့သူ့ချစ်ချင်းညရည်တွေရွယ်ဝဲရာမှာပြေရှံသွားသည်။ခေါင်းကိုစက္ကနဲ့ညှိလိုက်သောအခါ ပြည့်စုံနေသော မျက်ရည်တို့လွေ့စင်ကြသွားလေသည်။ကျမသည် ခလေးမလေး၏နုငယ်လာသောမျက်နှာလေးကိုငေးကြည့်ကရှင်ထဲမှ စက္ကနဲနာကျင်သွားသည်။တမီဖဖေနဲ့မိမိကိုအယံတတိရတာပဲအန်တီ။အော်တမီရဲ့ကျမသူ့ပါပြင်မှာမျက်ရည်စားတို့ကိုလက်ဖြင့်အตาရပုတ်တက်ပေးမိသည်။ အန်တီဖေဖေကိုခေါ်ပေးမလားယင်ဖယားယီအန်တီစကားဆိုဖေဖေနားထောင်ချင်နားထောင်မှာပေါ့သမီးစီကိုအလဲလာဖို့ခေါ်ပေးပါလားကျမဤတောင်းဆိုချက်ကိုသူ့အဖေလိုက်ရောမည်ဟုသူထင်နေခဲ့သည်ကျမကသူ့အဖေပေါ်မှာဘယ်တုန်းကမှဘာကိုမှမတောင်းဆိုခဲ့ဘူးသည်ကို ခလေးမှမသိတောင်းယူမှပြီးမည်အရာမျိုးကို သူ့ဘေးထံမှာကျမမလိုချင်ခဲ့ပါသူ့မပေးနိုင်တာတခုကိုတောင်းမိသွားမှာကျမစိုးရင်သည်ကျမကိုလိုက်ရောခြင်းစိမ့်နဲ့မလက်ရောနိုင်သည့်ဆုံးဖြတ်ချက်တို့အကြားမှာတူတူဝေမှာကိုကျမကြောက်သည်သူ့မလာနိုင်တာကိုလာပါလို့ခေါ်ရင်သူ့စိတ်မကောင်းဖြစ်ယုံပဲရှိမှာပေါ့သမီးရဲ့သူ့လာနိုင်ရင်လာမှာပေါ့ကျမဖြောင်းပြမိသည်သူ့လက်မခံပါ ။ "तू မလာနိုင်ဘူးလို့အန်တီဘလို့လို့သိတာလဲ။ तू လာနိုင်တာဖြစ်ချင်ဖြစ်မှာပေါ့။နှစ်ရက်သုံးရက်တော့စေကခဏပိတ်လို့ရချင်ရမှာပေါ့။ရရင်လာမှာပေါ့မဟုတ်ဘူးလား။မရလို့မလာတာပေါ့။မဟုတ်ဘူး။လာလို့တော့ရချင်ရနေမယ်။ဒါပေမဲ့တမီဖေဖေကိုအရန်တတိရနေတယ်ဆိုတာဖေဖေမသိရင်ဖေဖေပဲလာမလဲတမီအရန်ခံစားနေရတာက ဖေဖေတီမလာဖို့ကြိုးစားမှာပေါ့အဲ့လိုတီအောင်အန်တီကပြောပြရမှာပေါ့ပြောပြမှာတီမှာပေါ့အန်တီရဲ့နော်နော်ကျမခလေးမကိုငေးမောသွားမိသည် ဟုတ်သလားသူပြောတာမှန်သလားပြောမပြပဲလာနိုင်ရင် လာမှာပေါ့ဟုချိန်မေမျိုးသိပြီးမျောလင်းနေရမှာနဲ့စာလျင်အောင်မိတတဆိတ်ကိုဖွင့်ဟပြီး တောင်းဆိုလိုက်တာကပိုပြီးတဘာဝကြသလားကျမမသိပါနော်အန်တီဒီမှာဖဖေသမီးကအယမ်းငိုနေတယ်လို့ဖဖေကိုပြောပေါ့ကလေးမကချင်းနဲ့စာပူစာဤကျမစိတ်ရှုပ်ထွေးစွာမျက်မှောင်ကြုံမိသည်အယမ်းမှာမငိုဘဲနဲ့သမီးကတခါတခါမှငိုမိတာမဟုတ်လားအန်တီနဲ့သမီး ခဏခဏစကားပြောမိရီးမိကြတာပဲဥစ္စာ။ဩအန်တီကလည်းတခါခါငိုတာလေအယမ်းခံစားရတာပဲဥစ္စာ။အဲ့လိုပြောမှဖေဖေသမီးကိုတနာပြီးလိုက်ရောမှာပေါ့။ကြည်စမ်းသမီးတော်တော်ဆိုးပါလား။ကျမမချိမရဲပြုံမိသည်။ကြဆိုးတာမဟုတ်ပါဘူးအန်တီရဲ့တခုခုဆိုတာတောင်းမရတာမဟုတ်ဘူးလားအဲ့ဒါကြောင့်ပါ ကျမသူ့ကိုကတိတော်မပေးခဲ့ပါအန်တီစဉ်းစားမယ်လေဟုတာပြောခဲ့သည်ကျမတကယ်စဉ်းစားရပါအောင်မည်အကယ်၍သာသူ့လက်ထက်သူမှာကျမဖြစ်ခဲ့လေကေခိုင်းသည်ကျမဤသမီးလေးဖြစ်လာမလားထို့အတွေးသည်ကျမကိုအတိတ်ကာလဤဝေဒနာတွေကြားမှာနှောက်ဖွဲ့တင်းချက်သွားစေခဲ့သည် သမီးဤ15နှစ်16နှစ်အရွယ်မျက်နှာလေးသည် သူဤအသက်22နှစ်အရွယ်မျက်နှာနှင့်အတူတူပဲဖြစ်သည်မဟုတ်သမီးကိုစကားပြောနေရင်လွန်ခဲ့သည့်နှစ်များစွာက သူ့ကိုကျမအနီးမှာပြန်လည်ရရှိလိုက်သလိုပဲခံစားလိုက်ရသည်အဲ့ဒီတုန်းကကျမမှားယွင်းခဲ့သလားဟုအခုချိန်မှာ ပြန်စင်စားကြည့်မိသောအခါကျမအနေငယ်သောတွေ့ဝီသွားခဲ့သည်ဟု ကိုကိုကိုသတိထားမိ၏လူကျင်နာတစ်ခုကိုအတနာခံတောင်းဆိုမှပူပူကဲကဲလေးဖွင့်ဟဝင်ခံမှရမည်ဆိုလျင်နေပါစေတော့ဟုကျမခံယူခဲ့မိသည်ဘယ်တုန်းကမှသူ့ကိုဘာမှမတောင်းဆိုခဲ့ဘူးသည့်အတွက်လဲကိုကိုကိုနာကျင်မှုအကြာမှာကျင်နတ်ခဲ့မိသည်နှစ်ပေါင်း20လောက်ကြာသည်သည့်ကျမဤအတိတ်ကိုကျမ ပြန်နှောင်းတာမရခဲ့ပါအခုတော့တမီးဤစကားတခွန်းကကျမဤနှလုံးသားကိုစွစွနှစ်နှစ်နားချိအောင်ထိုးဖောက်သွားခဲ့ပြီထိုအခါကျမသည်ထိုညာချမ်းတစ်ခုလုံးကို သူ့အကြောင်းတွေးတော်ရင်ဖြင့်အချိန်ဖြုံးမိသွားတော်သည်ကျမမားသွားသလားမားခဲ့သည်ဆိုလျင်လေဘယ်တော့မှ ပြန်ပြင်၍မရတော်မီအမှားပဲဘာကြောင့်ပြန်စင်းစားနေတော်မလဲ မစင်စားနဲ့ကိုကိုကိုရှုတ်ချမိသည်ဒါမှမဟုတ်ကျမမှန်ခဲ့တာလေဖြစ်နိုင်၏သူ့ကိုကျမတောင်းဆိုကြည့်ပေမယ့်လေသူမလိုက်ရောနိုင်မည်တောင်းဆိုချက်ကြီးဖြစ်နေနိုင်ခဲ့တာပဲသူမလိုက်ရောနိုင်တာတေချာသည့်အခွင့်ရေးတစ်ခုကိုကျမတောင်းဆိုမိခဲ့လေကျမကိုသူမပေးလို့သူ့ကိုကျမစိတ်ကွက်မိကောင်ကွက်မိမီကိုဖြစ်ကို ရှက်မိကောင် ရှက်မိနိုင်သည် သူလည်းရေကင်ချပူ၍စိတ်ရှုပ်ထွေးအုံနောက်ခြောက်ခဲ့ပေလိမ့်မည်ဒါမှမဟုတ်ကျမကိုသူတနာခြင်းတနာမိသွားနိုင်သည်ခုတိုင်လေးကမလာဘူးလားကျမမသိပါဘာပဲဖြစ်ဖြစ်တုထန်တို့ကျမစတဲ့ဆောင်ရေးရလိမ့်မည်သို့မဟုတ်တယ်လီဖုန်းဆက်ရလိမ့်မည်တမီးပြောစီခြင်းသောတမီးအလွမ်းကိုတနီနီဖြစ်သူသိအောင်ပြောပြရပါလိမ့်မည် ကျမအမြဲအလိုရလျက်ဘယ်တုန်းကမှမဆက်သွယ်မိခဲ့သောဖုန်းနံပါတ်ကလေးကိုငေးကြည့်နေခဲ့မိသည်ကအကြိမ်ကြိမ်လိုမြောက်ခဲ့ပြီးစာပဲရေးလိုက်ရမလားစာရေးတာကအကြိမ်ကြိမ်အစ်စ်ရေးလို့ရသည်တယ်လီဖုန်းနဲ့ဆိုလျင်စကားအတုံးအုံစကလုံးတစ်ခုခု ချစ်ချော်ပြောမိလျင်ပြန်နှုတ်ယူလို့မရစာနဲ့ပဲပြောပြပါတော့မည်ညက်ပေါင်းများစွာ မမြင်ရသည့်လက်ရည်ကိုစာအိတ်ပေါ်မှာမြင်ရလျင်သူဘလို့တုံ့ပြန်မှာလဲကြည်နူးသွားမလားအံ့ဩသွားမလားမျက်မှောင်ကြုံမိသွားမလားသို့မဟုတ်ကျမလက်ရည်ကိုသူမမှတ်မိတော့တာလဲဖြစ်နိုင်ပါသည်ဟုတ်ကဲ့ပါရှင်ယခုဝတ္ထုလေးအားဆုံးထိနားဆင်ပေးတဲ့အတွက်ဖူဖူအော်ဒီယိုဘုတ်ချန်နယ်လေးမှာကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်နောက်ဗီဒီယိုလေးမှာလည်း စိတ်ဝင်စားပွဲကောင်းတဲ့ဝိတုဇလန်လေးနဲ့အတူပြန်လာခဲ့ပါမယ်ရှင်။